တော့ရွှဲရွှဲလေးဖြစ်သွားအောင်လေပြည့်လေးကိုနည်းနည်းပေါ့နည်းနည်းလေးထည့်ပြီးတော့ဟုတ်တယ်ဒါအတော့ဒီဟာကြတော့ငရုတ်တီးကြရင်တော့ငရုတ်တီးလေးကိုတစ်ခါတည်းနဲ့ပေးလိုက်တာပေါ့ရွှဲရွှဲအီအီဘူဘူလေးပုံမှန်တော့ကျွန်တော်20 25 20ပေါ့ရောင်းရတာပုံမှန်တော့မင်းသမီးတက်တဲ့တုန်းစားပြီးနောက်ပိုင်းမှာအဲ40 50လောက်တက်သွားပါတယ်ဟုတ်ကဲ့ဟုတ်ဟုတ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါစီစီလေးနဲ့ဟိုနေလေးစားတာတော်တော်အရသာရှိတယ်သူက သူ့မရင်သူ့ကသူ့သူ့ရဲ့ဆုံးချက်မှာတင်ပြသွားတယ်။ဘာချက်လို့ချက်နေမှန်းတော့မသိဘူးစားချက်စိတ်ပေါက်သွားတယ်။တော်ကန်ကောင်းတော့လို့မင်းသမီးလာတာပို့ပြီးကျွန်တော်ဆိုင်လေးကဘယ်သူမှလာမှမဟုတ်ဘူးဒီဆိုင်သေးသေးလေးကိုဘယ်သူမှအဲကန်ကောင်းကန်ကောင်းကျင်လို့ပေါ့နော်မင်းသမီးလာတော့တော့မင်းသမီးကိုတော်တော်ကျေးဇူးတင်တယ်။သူ့ကြောင့်ကျွန်တော်ဟိုနာမည်ရပိုသိသွားတာပေါ့နော်နန်းခွင်မှာစားလိုက်ရတဲ့အတွက်ကြောင့်ကျွန်တော်အရသာတော်တော့အဲ့ရမလေးကိုကျွန်တော်စားသုံးသူကိုပြန်ချကျင်တယ်ပြန်ပြီးတော့စားစေချင်တာပေါ့နော်စေတနာနဲ့အဲ့ရလေးကိုကျွန်တော်တင်ပြလိုက်တာပါ ူကမွေးမွေးမွေးလေးနဲ့ဟောဘယ်လိုခေါ်မလဲအရသာတင်းတင်းလေးနဲ့မွေးမွေးလေးပေါ့နော်ဟိုစားလို့ရှိရင်လည်းဇက်ထက်မှာအရသာရှိရှိလေးနဲ့မိမိလေးနဲ့သူကဒါအကြီးတဲ့ဟိုအနတ်မစူပါဟိုအနတ်နဲ့စူးကြပါလားမပါဘူးသူကစားရဲ့အခါကမှဒီဇက်မှာလည်းအရသာတွေ့တယ်နောက်ပြီးတော့နင်းကျော်စိတ်ကျဉ်တတ်မှုရှိရပေါ့တော်တော်ကောင်းတဲ့အရာလေးပြောအဲစားအဲ့လိုဖြစ်သွားတာအဲ့လိုဖြစ်သွားတာအဲအဲ့ဒါကကျွန်တော်ကကျွန်တော်ရဲ့ဟိုပေါ့ဒီမျိုးမျိုးသမီးပေါ့နော်အမအကြောင်းပါသွားတော့အဲ့လမ်းခွင်ကိုလိုက်လေတာ အဲလိုက်လေရင်းနဲ့ကျွန်တော်ကမနက်စာဘရိတ်ဘက်စားလိုက်တာစားလိုက်တဲ့အခါမှာကျွန်တော်သဘောကျသွားရယ်အဲသုံးဘက်ကနောက်စားရယ်ကျွန်တော်အဲဝဲသုံးငယ်အဲကျွန်တော်မျိုးသမီးကိုပြောတာပေါ့ဒါသမီးလေးကရတာလေးကမစိုးဘူးလို့ငါတို့အကောင့်ထဲပေါ်ကျွန်တော်ရှင်ရောဒီနန်းခွင်ဆိုင်ခေါ်စလေးကိုငါတို့အကောင့်ထဲပေါ်မယ်ကျွန်တော်အဲ့လိုလေးကိုပြောထားတာရယ်